ေးပြီလေ။နမေကိုဘသူမှအောင်ပြီလေ။တမီအပေးရနော်။အမေကမြားရီအားဆိုးရဲလို့မူပေမဲ့အမေစိတ်ထဲမှာမမြထမြက်တဲ့စိတ်ဆက်တဲ့သုံးမြက်ချက်တစ်ခုကိုခက်ခက်မှမှထတ်တတ်တယ်လို့တမီးရုံမူ။အားကြောင့်ဒီအမှုပြွားလို့ရှိရင်တမီးတို့ပြောကြမယ်နော်။ဘစ်မီလေးကအမေကိုဒီလိုပြောပြီးအားရှိအောင်ပေါ့။ ေပြီးတော့ဦးလေးတီရရဲ့အလုပ်မှာမိရတူးကဝင်လုပ်လိုက်ပါသားဘောဝါဒနာမပါလားဒီဝါဒနာပါတဲ့အလုပ်ကောဖြစ်မှာမို့လို့လားဒီဝါဒနာလို့ဖြစ်နေတယ်ဘာလဲကျိုးသားပါဘူးပြောက်ကျိုးသားပါဘူးသူပြောတာဟုတ်တယ်စောင်းပါကြတော့ကောင်းတယ်မပေါင်းနိုင်လို့စောင်းပါအောင်လို့ချာပိတန်နေပြခဲ့တာတော့အခုတိငါမုံလို့မရနိုင်တဲ့ကတခါလေငါကိုငါမုံတယ်

ွာသူဖြစ်ချင်တာဖြစ်ငါကြပြားမှာပါဖေးငါ့ကိုဖေလို့မခေါ်နဲ့ငါနေဖေးမန်နာဟာဘေးဒေးဘီဆောက်ကုန်းကြတဲ့ကောင်အပြေရငါတော့ကောင်းပင်နေတဲ့ကောင်サビたねで消えたら空地に ိပါတယ်ဖေရဲ့အဲ့အတွက်လည်းဖေတို့သမီးကဘာမှအဘူးကတ်မှာမဟုတ်ဘူးအေးအဘူးကတ်လာရင်လည်းငါတပြားမှပေးမှာမဟုတ်ဘူးအဲ့ဆိုရင်လည်းဖေကဘာလို့ပြောနေသေးရလဲပြောရမယ်ပြောရမယ်နေ့ရက်အမှုကြောင့်ပတ်ဝန်းကျင်မှာငါအရှက်ရနေရပြီနားလေလားတခါလမဟုတ်ဆိုးဖို့အမျက်ထုတ်နေရဆိုပြီးတော့ပောင်းကျင်ကပြောနေတာလေအခုပဲငါကြားခဲ့ရတာပတ်ဝန်းကျင်ကဘာပဲပြောပြောသမီးကဂယူးဆိုင်မှာမဟုတ်ဘူးနင်းဂယူးမဆိုင်လဲငါကတော့ဂယူးဆိုင်ရတယ် မှာကြိုင်နေဒီအမှုကိုအခုချက်ချင်းရက်မလားမရက်ဘူးလားဒါပဲပြောမရက်နိုင်ဘူးဖေဒီအမှုကသမီးရက်လိုက်မယ်ဆိုရင်သမီးတစ်ချက်နဲ့နှစ်ချက်ဖြစ်သွားမှာပေါ့ပြီးတော့ဒီအမှုကနိုင်ခဲ့မယ်ဆိုရင်သမီးပိုက်ဆိုင်မှုကြီးရတယ်အများကြီးရသွားမှာလေဟမ်အကြိုင်နင်ဘယ်တော့ငွေမဲ့သွားတာလဲကျမငွေမဲ့တာမဟုတ်ပါဘူးဖေကျမရဲ့ဂုံတိတ်ခါအတွက်ဒါကိုလောက်တာ ပြီးတော့တမိလေးကငယ်တော့တဲ့အွယ်မဟုတ်ဘူးလေသူ့ရဲ့နောက်ရေးအတွက်လည်းထည့်ပြီးစဉ်းစားအောင်ပါပဲအေးနင်ကကိုဖေးခင်ရဲ့ပတ်စံတွေကို မတရားယူသူလို့ဖြစ်နေမှာရောနည်းနည်းလေးမှမစိုးရင်မိဘူးလားစိုးရင်ပါဦးသေးရဲ့သူတို့ကိုယ်တိုင်မွေဝေးခပိုက်ဖိုက်ခဲ့တာပဲအေးအမှုတစ်ခုရဲ့လို့ဖြစ်လာပြီဆိုရင်နိုင်နာနဲ့ရှုံးတယ်ဆိုတာရှိတယ် ဒီမှုမှာငါတို့ဘက်ကမနိုင်မင်းနဲ့ရှုံးသွားခဲ့ရင်တစ်ချက်ကနေနှစ်ချက်ရမှာအဲ့ဒါကိုနေတိလာအဲ့အတွက်လေတမီကြိုတွေးထားပြီးသားပါဒီမှုနိုင်ပြီဖြစ်စေရှုံးပြီဖြစ်စေတမီတို့တာမီဒီအိမ်မှာဆက်နေမှာမဟုတ်ဟာဆက်နေလို့ပြောတာပါနေအမေကချော်မော်ပြီးပြန်ခေါ်ထားရင်လေနေကဆက်နေအောင်မှာပဲအဖေအဲ့အတွက်တော့စိတ်ချဒီခါအမေကလေဘလောက်ပဲတတ်တာ ကျမတို့တားမိကိုတိုင်ဆက်နေတော့မှာမဟုတ်အဲ့ဒါအဖေကိုဂရိပေးတယ်ဟေးစောက်ကြည့်အောင်မယ်ဟေးစောက်ကြည့်အောင်မယ်ဒီမူကလည်းရုံးတင်တဲ့အဆင်ကိုရောက်လာပြီဆိုတော့ကုန်ကြစိတ်ကပုံများလာတယ်။သွားစိတ်လာစိတ်စားစိတ်ဒီပုံမမိသူရဲ့အမှုကကြာမီလို့တင်လာချင် ကြာမယ်မကြဘူးဆိုတာအကြိမ်ကိုယ်တိုင်အဆုံးထင်လို့မရသေးဘူးသူတို့ကိုယ်တိုင်ကလည်းရေကုန်ရေကန်းကိုလိုက်ကြမှာဘာလို့လဲဆိုတော့ဒီမှုသာရှုံးလို့ရှင်သူကရှက်ခွဲမှလည်းအကြိမ်ပဲတစ်ခုပဲဒီမှုကိုခါလျက်ပြတ်သွားမှရမ်းဆိုရင်တာငွေရေးစေးကိစ္စတွေ့ပင်လာကြဟုတ်တာပါမမေသူရဲ့အဲကြောင့်မလို့ကျမရှိတာလေးလာပြီးထုတ်ခွဲရောင်းချတာ မမေ့သူတွေတည်တဲ့အတိုင်းဇမအိမ်ရမိသားစုကလည်းဒီမှုမဘာမှမကူညီပေးတဲ့အပြင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲပြောနေကြတာအပြစ်တင်နေကြတာငွေရေးကြေးကိစ္စအတွက်ဆိုရင်တော့ဘာမှမပုံတဲ့အတိုင်းမမေ့သူတွေအကုန်ကူညီပေးမယ်ဒီနှစ်ခက်အပြင်ကိုလည်းနောက်ထပ်ငွေလိုလို့ရှိရင်လည်းမမေ့သူစီလာလာလာကဲမမေ့သူကူညီမယ်ဒီအမှုမှလည်းမမေ့သူအကြိုက်ကိုယုံတယ်ဒီအမှုမှလည်းအကြိုက်နိုင်ုံနိုင်ပါအမှုနိုင်မှာပဲမမေ့သူကိုပြန်ပေးဖို့အကြိုက်ရဲ့ မလေးမမေတူရဲ့ကျမရမ်းကျေစုတင်တာပဲကျမဝမ်းလဲဝမ်းသာတယ်။ဘာဖြစ်ဖြစ်ဒီမှာအကြောက်ယုံကြည်ပြီးရတော့ကျေစုရတယ်။ရှာပါလေဆိုင်။ တိုင်းအမေတမီးကိုမေးစရာရှိလို့ညီမမေသူတို့စီမှာလုံဝက်လက်စားတွေတွားရောက်နေရဆိုအဲ့ဒါအမှန်ပဲလားဟုတ်တယ်လေမေအမှုတွေကပတ်စပ်လို့ပဲပတ်စပ်ရဖို့ကဒီလုံဝက်လက်စားတွေရောက်မှာအပါတမီးမှာဘာမှမမရှိလားလုံဝက်လက်စားတွေရောက်လာတော့ဟုတ်ပါပြီခင်တချို့အမှုကမနိုင်မရှုံးနေဘယ်နဲ့လို့မတော့မေအဲ့လောက်လည်းမစိုးရင်ပါနဲ့ဒီအမှုကိုနိုင်ဖို့က ကိုပေးခင်တဲ့ဟိုကောင်မှာဖောက်ပြန်လာတဲ့တက်တည်ရပြီဆိုရင်ဒီခုနိုင်ပြီမင်းရဲ့ဟုတ်အဲ့တက်တည်ဆိုတာဘမလဲထွက်ကြပစ္စည်းလဲရှုံအမှုလဲရှုံနေအဆက်တွေကွဲနေပါအောင်မင်းငါတမီးရဲ့တမီးအဲ့လိုမအားပါဘူးမင်းရဲ့ကိုပေးခင်အောင်နိုင်မှာဟိုဘက်ချက်တမီးမှရှိပြီဒါအဲ့အမှုတာနိုင်လို့ရှိရင်လေတမီးကိုပောက်ခွေရရှောက်ပြောနေတဲ့လူတွေရှိမှာတမီးဟားတိုက်ပြီးတော့ရေပြအောင် အေးပါဟဲ့အတမီလေးဖရာတခြားမလို့မှုနိုင်ပါစီဒီကိုငန်းဆိုင်ဆောင်မှာဘူးများလဲလို့ငုံလောင်းမှာ ပေါ်ဝင်ခြင်းအန်တွေတတိထားမိမှာဆိုလိုပါမှာကြာဟိုကျွန်တော်ကလည်းဒီမှုမှာမမကြိုင်ဘက်ကလိုက်ပေးမှာဆိုတော့ဟိုအကေးစအဲ့ဒါကိုဆရာများတည်သွားခဲ့လို့ရှိရင်ဟိုသူ့ဘက်ကလို့ပြင်ဆင်တင်တာတွေပြင်ဆင်လိုက်မှာဆိုလိုပါဟိုအဲ့အဲ့လိုပြင်ဆင်လိုက်လို့ရှိရင်လေဟိုကျွန်တော်ကမမကြိုင်ဘက်ကတတ်တည်လိုက်ပြီးတဲ့အရာတွေအကုန်လုံးကဟိုမထီရောက်တော့မှလို့ကျွန်တော်ယူဆလို့ပါဗျာဟုတ်အဲ့လိုဆိုတော့လေကျေးဇူးတင်ပါတယ်မောင်ထွန်းရေဟာလေအမတခုလောက်မေးလို့ရမှာ ဟုတ်ရပါတယ်အမရဲ့အမှုကိစ္စမှာဘာလို့ဘာလို့ကုညီပေးရလဲဟောဟိုကျွန်တော်အခုလို့ကုညီပေးရဆိုတာလည်းအဲ့လိုလူလူရင်းကုညီစာလို့ပါမှာပြီးတော့ဟိုဆရာရဲ့လောက်ရက်တွေအကုန်လုံးကိုကျွန်တော်အသိနေရလေဟိုအဲ့တော့ဘုမကြံကျွန်တော်တနာမီလို့ကုညီပေးတာပါကျွန်တော်ကျွန်တော်အမြင်လေးပြောပြလို့ရမှာဗျ။ရပါတယ်ပြောပါ။ မမကြိုင်မွေးရတမီမိန်လေးလေအခုဒီအိမ်ကောင်ကွဲတဲ့ကိစ္စမှာလည်းအကလေးလေးပေါ့အများကြီးထိခိုက်စေနိုင်မယ်လို့ကျွန်တော်ယူဆရတယ်ဗျာအဲဒါကြောင့်လည်းကျွန်တော်စေနာတန်တန်နဲ့ကူညီပေးပြတာပါမောင်ထိုးရဲ့အမောက်ဒီမှုကိစ္စမှာဒီလိုကူညီပေးရတယ်အမအရင်ကျေးဇူးတင်တာပဲဒါမှမဟုတ်ဒီခုလိုရှိရတော့ မင်းမောက်ဒီလိုမျိုးကုညီပေးနေအောင်မင်းเสียရသိရင်မင်းအလုပ်ဖြုတ်တော့မှာသိရင်မလားဟုတ်ဟိုအမောက်ကုညီပေးလိုက်လို့ဖြစ်လာမယ့်အကျိုးဆက်တွေအကုန်လုံးကျွန်တော်ကြိုးပြီးတော့တွေ့တာပြီးသားပါမှာဟုတ်အမလေးမောင်တို့အရင်ကျေးဇူးတင်တာပဲတကယ်လို့များလေဒီအမှုသာအမနိုင်ခဲ့လို့ရှိရင်မင်းအမကျေးဇူးထိုက်ထိုက်တင်တာဆက်ပါဟာဟုတ်ရဲ့မဟုတ်တာပဲဟို ကျွန်တော်အခုလိုမျိုးကုညီပေးရဆိုတာလေအဲ့လိုဂျေဆုဆက်ခံခြင်းလို့လုံးဝမဟုတ်ပါဘူးဟိုအမဖြစ်နေတာတွေကိုကျွန်တော်တကယ်ကိုချင်းစာပြီးတနာလို့ဟိုစေနာတန်တန်နဲ့ကျွန်တော်ကုညီပေးရ ။အမေကိုသူများတွေကစိုးတယ်လို့မြင်ပေမဲ့သမီးစိတ်ထဲမှာမမြထမြက်တဲ့စိတ်ဆက်တဲ့သူများချက်တစ်ခုကိုခက်ခက်မမထတတ်တယ်လို့သမီးကတော့မြင်။အားကြောင့်ဒီအမှုပြုသွားလို့ရှိရင်သမီးတို့ပြောကြမယ်နော်။ဘစ်ဒီလေအဲ့မလို့ဒီလိုပြောနေပြီးအားရှိအောင်ပေါ့ဒီစုတင်ပါတယ် baby be do do ma ta de ga a me na ga do ka pe ni de ga